အားလုံးပဲမင်္ဂလာပါအဒီပြလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကိုယ့်ရဲ့ Facebook Messenger ကိုနောက်ွယ်ကနေပြီးတော့တယောက်ယောက်ကဝင်သုံးနေတယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာတန်တရားရှိနေတယ်ဒါကိုဘယ်လိုမျိုးကြည့်ရမလဲပေါ့နော်အဲတကယ်လို့ဝင်သုံးနေတယ်ဆိုရင်ရောဘယ်လိုမျိုးဖြုတ်ထုတ်ရမလဲလို့တောင်းဆိုတဲ့မိတ်ဆွေတွေအတွက် sharing လုပ်ပေးချင်ပါတယ်အဒီနီးလန်းလေးကတော့ဒါ Facebook ကလည်းလုပ်လို့ရသလိုအဲ Facebook Messenger ကလည်းကြည့်ပြီးတော့ဖြုတ်ထုတ်လုပ်ရပါတယ် Okay ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်က Messenger ကတောင်းဆိုတဲ့အတွက်ကျွန်တော် Messenger ကနေပြီးတော့ကြည့်ပြီးတော့ အဲဖြုတ်ထုတ်ရမယ့်နည်းလမ်းလေးကို sharing လုပ်ပေးချင်ပါတယ်။အဲသိပြီတဲ့ဆရာသမားတွေကြော်သွားပါ။အဲမသိသေးတဲ့မိတ်ဆွေတွေအတွက် sharing လုပ်ပေးခြင်းဖြစ်ပါတယ်။ Okay ဒီလိုမျိုးလုပ်ဖို့ဆိုရင်တော့အဲ messenger ကတောင်းဆိုတဲ့အတွက်အဲကျွန်တော် Facebook messenger ကပြပေးမယ်။အဲ messenger တဲ့ကိုဝင်လိုက်မယ်။ Okay messenger ဒီနေရာရောက်လာပြီဆိုရင်ဒီအောက်မှာ menu ဆိုတဲ့မြင်းချောင်းသုံးချောင်းနဲ့ရှိတဲ့တချို့ကျတော့ဒီပေါ်မှာ setting နဲ့ရှိတယ်ပေါ့နော်။အဲဒါ version တယောက်နဲ့တယောက်နဲ့မတူဘူးနော်။အောက်မှာ menu ရှိတယ်။အဲကျွန်တော်ကတော့ menu ကနေတွားလိုက်မယ်။ menu ကိုနှိပ်မယ်။ဝင်နေပြီးတော့ဒီမှာပင်နေရန်ပုံလေးနဲ့ရှိတယ်။ setting ပေါ့နော်။အဲဒီ setting လေးကိုချက်နှိပ်မယ်။ โอเค setting ကိုနှိပ်ပြီးရင်နည်းနည်းဆွဲတင်လိုက်ဆွဲတင်လိုက်ပြီးတော့ဒီမှာအိမ်အိမ်ပုံလေးနဲ့ရှိတယ်ပေါ့နော် privacy CD ဆိုတာရှိတယ်အဲ့ဒီနေရာလို့တစ်ချက်နှိပ်မယ်အဲ့ဒီနေရာလို့နှိပ်လိုက်ပြီးသွားပြီဆိုရင်နည်းနည်းအဲ့ဒီမှာပေါ့နော်ဒီ alloy အောက်မှာဒီမှာကျွန်တော်ဒီနေကျွန်တော်များများထောက်ထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคနှိပ်လိုက်ရင်ဒီလိုမျိုးလေးလာပြပြီလာပြပြီဆိုရင်ကျွန်တော်ရဲ့ message ကဝင်စစ်ကြည့်တယ်ပေါ့နော်ကိုယ့်ရဲ့ account ကို အဘယ်လိုတွေဝင်သုံးနေတယ်ဘယ်နေရာကဝင်သုံးနေဆိုတာအတိအကျပါပြပေးပါတယ်ဒါကတော့ဖုန်း quality ကောင်းရင်တော့သူပြပေးတယ်ဗောနော် okay ဒါဆိုရင်ဒီနေရာလေးဗောနော်ကျွန်တော်များပြတဲ့နေရာလေးကိုတစ်ချက်နှိမ့်လိုက်မယ် okay နှိမ့်လိုက်ရင်ဒီလိုမျိုးထပ်ပြမယ်ထပ်ပြမယ်ဆိုရင်ဒီအောက်ကဗောနော်ဒီအောက်ကြောင်းလေးကိုတစ်ချက်နှိမ့်လိုက်မယ်အနှိမ့်လိုက်ရင်သူကဒီလိုမျိုးလာပြပြီဗောနော် okay ဒါကတော့လက်ရှိအဲဒီလိုမျိုးစိမ့်နေတာဗောနော်စိမ့်နေတာကဒါအခုကျွန်တော်ပြပေးနေတဲ့ဖုန်းမှာထည့်ထားတာဖြစ်တယ်ဆိုတော့သူကစိမ့်နေတာဗောဒီလိုမျိုးဗောနော် အဲ့ဒါကြလို့သူတို့စိတ်နာကနှစ်ခုရှိနေတယ်ဆိုရင်အထူးတူပဲသူနဲ့ကျကိုသုံးနေတယ်သူလိုက်သုံးနေတယ်ပေါ့နော်နှစ်ယောက်ဆိုတဲ့တင်ကိတာနဲ့ပြပြတယ်โอเคဒီနေရာမှာနားလဲအောင်ကျွန်တော်တေချာလေးရှင်းပြပြမယ်နော်အတချို့တော်တော်များများမဒါတော့ကျွန်တော်မှဒီလောက်ပဲရှိတယ်ပေါ့နော်အဲ့ဒါကြလို့ကိုရဲ့ Facebook account တွေ Messenger တွေပေါ့နော် Facebook account ဝင်သုံးထားမယ်ဆိုတဲ့ဒီလိုမျိုး Facebook ပုံနဲ့ပြနေတယ်အဲ့မှာဒါကတော့ကိုရဲ့ Facebook account ကိုဝင်ပြီးတော့သုံးနေပေါ့နော်ဒီမှာတကယ်လို့ဒီနေရာမှာကျွန်တော်ပြောခဲ့သလိုပေါ့နော် အကူမီတာကကြည့်မယ်ဆိုရင်တော့အတိအကျပြပေးတယ်ဖုန်းကလည်းအတိအကျပြပေးပါတယ် quality ကောင်းတဲ့ဖုန်းနေဆိုရင်ပေါ့နော်အဲနည်းနည်းအခုနောက်ပိုင်းပေါ့နော် model မြင့်မြင့်ဖုန်းတွေမှာဆိုရင်အတိအကျပြပေးတယ်နေတဲ့နေရာမှာပြပေးတယ်ပေါ့နော်အဲကိုယ့်ရဲ့ Facebook ကောက်ကိုဘယ်နေရာကဝင်ထားတယ်ဆိုတဲ့နေရာလေးပေါ့ဒီလိုနေရာလေးမှာပြပေးတယ်ဗျအဲဘယ်နိုင်ငံမှာပြပေးတယ်ပေါ့နော်ဒါကျွန်တော်ရဲ့ဖုန်းကအရေးတွေးနေတဲ့အတွက်သူမပြပေးဘူးအရေးတွေးမြင့်တဲ့ဖုန်းတွေမှာပြပေးတယ်ပေါ့နော်အဲဒါဆိုရင်မှ message ကဒီမှာက Facebook အဲဒါဆိုဝင်ထားတယ်ပေါ့နော်ဝင်ထားတဲ့ဖုန်းရဲ့ device အမျိုးအစားကတော့ဒီမှာပေါ့နော် Redmi Note 10 5G ကအဲဒါကျွန်တော်ရဲ့ Messenger လည်းဝင်ထားတယ်။ဒါ Redmi Note 10 5G က Facebook လည်းဝင်ထားတယ်။အဲနောက်ပြီးတော့အဲမာ Redmi 90ဆိုတော့ Facebook လည်းဝင်ထားတယ်။ Redmi 90မှာလည်းအဲဒါမျိုးဝင်ထားတကယ်လို့ကိုယ့်ရဲ့ Facebook account ကိုကွန်ပျူတာတွေမှာဝင်ထားသေးတယ်ဆိုရင်တော့ဒီနေရာမှာလာပြပေးတာပေါ့နော်။အရှိအီးပေါ့နော်။အကျွန်တော်မှာကတော့မရှိတဲ့အတွက်ဒီလောက်ပဲပေါ့နော်။အဲတကယ်လို့ဒီနေရာမှာနေတဲ့နေရာမှာပြပေးတယ်။ဘယ်နိုင်ငံကနိုင်ငံမှာပြပေးတယ်ပေါ့နော်။အဲလူကိုရှင်းမှသူပြပေးတယ်ဒီနေရာမှာပေါ့နော်။โอเคအဲဒီလောက်ဆိုရင်သဘောပေါက်မယ်။ โอเคဒါဆိုရင်ကိုယ့်ရဲ့ Facebook ကောက်ဒီလိုမျိုးဝင်သုံးနေတယ်ဒီဖုန်းနံပါတ်ဥပမာကိုက Redmi Note 10 5G တခုပဲကျွန်တော်ကသုံးနေတာ Redmi 90ကကျွန်တော်မသိဘူးဆိုရင်ဒါ Redmi 90ကိုဖြုတ်ထုတ်ရမယ်အဲဒီလိုမျိုးဖြုတ်ထုတ်ပေါ့နော်အဲတချို့ကြတော့လည်းကွန်ပျူတာတွေထဲမှာဝင်ထားတာရှိတယ်ဆိုတော့လိုက်ကြည့်တယ်ပေါ့နော်အဲကိုယ့်ရဲ့ဖုန်း model မဟုတ်ကိုယ့်လက်ရှိသုံးနေတဲ့ဖုန်း model မဟုတ်ဘူးဆိုတော့ကိုမသိတဲ့ဟာတွေဆိုတော့အကုန်လုံးဖြုတ်ထုတ်လိုက်ပေါ့နော်โอเคဒါကိုဘယ်လိုမျိုးဖြုတ်ရမလဲပေါ့နော်အဲဖြုတ်တဲ့နည်းကိုကျွန်တော်မျှဝေပေးမယ် โอเคဒါဆိုရင် Facebook Messenger ကိုအဲ Facebook ကိုနောက်ခုလုံးဖြုတ်လိုက်ပါတော့ကွန်ပျူတာသားဆိုရင်ကျွန်တော်က Redmi 90ကိုကျွန်တော်ဖြုတ်မယ်အဖြုတ်မယ်ဆိုရင် Redmi 90နေရာကိုကျွန်တော်ကနှိမ့်လိုက်မယ်အနှိမ့်လိုက်ရင်ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီမှာဒါလေးကိုအပေါ်ဆွဲတင်ပေးလိုက်နော်အဲကျွန်တော်မြန်အောင်တစ်ချက်အာရုံစိုက်လိုက်အဲဒါလေးကိုအပေါ်လေးကိုဒီလိုမျိုးလေးဆွဲတင်လိုက်ပါနော်အပေါ်ဆွဲတင်ခိုင်းနေနော်အဲဒီလိုမျိုးအပေါ်လေးကိုဆွဲတင်လိုက်โอเคဆွဲတင်လိုက်ရင်အောက်မှာအနီလေးနဲ့လောင်းအောင်ဆိုတာရှိတယ်နော်အဲဒါကဒီနေရာကကျွန်တော် policy ကပြပေးလို့မရတော့ကျွန်တော်အုပ်ထားတာပါနော် အဆွက်တင်လဲလောင်းအောက်ကိုနှိမ့်လိုက်ရင်ဒါဆိုရင်သူထွက်သွားပြီဗောနော်။ Okay ဒီတိုင်းနောက်တစ်ချက်လဲထုတ်သူပဲဗောနော်။အကိုမသိတဲ့ဟာလေဆိုအကုန်ဖြုတ်ပလိုက်ဗောနော်။ကိုကျွန်တော်သုံးနေတာကရမီနွန်း30ဟာကြီးဆိုရင်သူတစ်ခုပဲထားမယ်ဗောနော်။ Message မှာထားမယ် Facebook မှာထားမယ်ကိုမသိလိုက်တယ်အကုန်ဖြုတ်မယ်။ဒါဆိုရင်အောက်က Message ကိုဖြုတ်မဆိုရဲ Message ကိုနှိမ့်နှိမ့်ပြီးတော့ဒါလေးကိုအပေါ်လေးဗောနော်။တပြေးပြေးလေးဒီလိုမျိုးလေးဆွဲတင်သွားတယ်အပေါ်ဗောနော်။အဲဆွဲတင်လိုက်ဆွဲတင်လိုက်ရင်ဒီလိုမျိုးပေါ်လာမယ်။အောက်မှာအနီလေးနဲ့ရှိတယ်လောင်းအောက်ဆိုတာဗောနော်။အဲအဲ့ဒီတင်အောင်နှိမ့်လိုက်တာနဲ့ နာမိတ်ဆွေရဲ့အဲ Facebook ကို Facebook ကိုတုံးနေတာပဲဖြစ်ဖြစ် Messenger ကိုတုံးနေတာပဲဖြစ်ပေါ့နော်အဲဒီနေရာကဖြုတ်ထုတ်လို့ရတယ်ဒါက Facebook အတွက်လည်းပါတယ် Messenger အတွက်လည်းပါတယ်ပေါ့နော်အဲဖြုတ်ထုတ်လိုက်ဖြုတ်ထုတ်လိုက်ပြီးတော့အဲမိတ်ဆွေကိုရဲ့စိတ်ထဲမှာတန်တရားကင်းကင်းနဲ့အသုံးပြုလို့ရတယ်အဒီတိုင်းလေးနဲ့မပြီးသေးဘူးဆိုရင်တော့အဲကိုရဲ့ Facebook ကောက်ကို password ချိန်တာလို့ပါတယ်ပေါ့နော် two step ခံတာလို့ဒါမျိုးတွေကနောက်တစ်ချက်ထပ်လုပ်လိုက်ပါအဲဒီနီးလန်းလေးကိုလည်းကျွန်တော်ရဲ့ page ထဲမှာ sharing လုပ်ပေးတာရှိတယ် အဲ Facebook ကို two step ခံတာရောမှတ်ဖို့အကုန်လုံးပေါ့နော် Facebook နဲ့နီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆိုရင်ကျွန်တော် sharing လုပ်ပေးထားတာ video ပုတ်အဲ100ကျော်တော့ရှိတော့ပါပြီဝင်ရောက်လေ့လာလို့ရပါတယ်ဟုတ်ကဲ့ပါအဲဒီ video လေးကမိတ်ဆွေအတွက်အချိုးရှိမယ်လို့လည်းပြောလင်ပါတယ်